ချမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်ဖြစ်တဲ့လာရှိုးမြို့ကိုစစ်ကောင်စီကတရုတ်အကူအညီနဲ့ပြန်ယူထားတာသုံးဖက်ကျော်ကြာလာပြီးတဲ့နောက်အုတ်ချုပ်ရည်ရန်နေရာလဲပတ်နိုင်မှုကြိုးပမ်းနေပြီးဒေသိတ်ကိုလည်းပြန်ဖွင့်မှုပါလုပ်နေပါတယ်။ပြီးခဲ့တဲ့ဧပြီလ21ရက်နေ့မှာကိုကန့်တက် MNDA ကလာရှိုးမြို့ပေါ်ကနေထွက်သွားတဲ့နောက်ရမှာပဲစစ်ကောင်စီရင်ထဲဟာအုတ်ချုပ်ရည်ဝန်ထမ်းတွေနဲ့တပ်သားတွေကိုတည်လာပြီးလာရှိုးကိုပြန်ဝင်လာပါတယ်။အခုလမေလ9ရက်နေ့မှာတော့လာရှိုးစစ်ရုံကြီးကိုစပြီးတော့ဖွင့်ခဲ့ပြီးစစ်ကောင်စီကပြန်လဲထူထောင်ရင်းနဲ့ ကျန်းမာရေးပညာရေးစတဲ့ဌာနပေါင်းစုံနဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေစတင်ဖို့ကြိုးစားနေကြတာပါ။ဒါမဲ့မေလ22ရက်နေ့မှာလာရှိုးမြို့ကမူလာတန်းအလေတန်းနဲ့ထက်တန်းကျောင်းတွေမှာကျောင်းဝလက်ခတ်မှာဖြစ်ပြီးဇွန်လ2ရက်နေ့မှာတော့ကျောင်းပြန်ဖွင့်မယ်လို့လည်းမြို့ကန်ဒီထံကနေသိရပါဗျ။မြို့ပေါ်မှာကျောင်း20ကျော်ရှိပြီးတော့တိုက်ပွဲဖြစ်တုန်းကအထူးခိုင်ပျက်စီးများတဲ့စာတင်ကျောင်းတွေဟာပြန်ဖွင့်ဖို့ခက်ခဲနိုင်တယ်လို့မြို့ကန်မျိုးသားတို့ကပြောပါဗျ။စစ်ကောင်စီပြန်ဝင်လာပြီးတဲ့နောက် စစ်မှုထမ်းစုဆောင်းမှာကိုမြို့ကန်နေစိုးရင်ကြောက်လန့်နေကြရလို့လဲလားရှိုးမြို့ကန်မြို့သမီးတူကဆိုပါတယ်စစ်ကောင်စီပြန်ဝင်လာပြီးနောက်ရက်တစ်ပတ်သုံးပတ်ကြောတာချိန်မှာလားရှိုးမှာဘာရီဖြစ်နေတယ်လဲဆိုတာကိုသူကအခုလိုပြောပြပါတယ်စစ်မှုထမ်းပေါ့နော်အဲ့လိုမျိုးကောက်မှာကိုအဓိကစိုးရင်ကြတော့ဟိုကောင်း ပြောင်းမအိရဘူးပေါ့စိုးရိမ်ထိတ်လန့်ပြီးတော့အိနေရတယ်ပေါ့ဒီလုံချုံကြီးကောဆိုလုံချုံကြီးကတော့အခုသူတို့ဘာမှမယူထားပြီးတော့ဟိုကိုကိုကာကွယ်ရုံနဲ့တမိုင်းတာပေါ့နော်ဒီအခုကြက်ကွက်နေပြည်သူတွေထဲကိုတော့အဲ့လိုမျိုးအခက်ခဲပါညာအဲ့လိုမျိုးဆိုတော့ကွင်းဆင်းပြီးတော့လုပ်ပြီးသားတွေတော့ဘာမှမရှိသေးဘူးအခုလက်ရှိကသူတို့ကဟိုသူတို့ပြောခဲ့တယ်လို့မြေချင်ရပြီဆိုတဲ့အတိုင်းပဲသူတို့အမိုက်လာရှင်းတော့မလောလောဆယ်သူတို့ဘာလို့သူတို့အမိုက်ရှင်းအမိုက်တိန်နဲ့အာပြန်လည်နေရချနေအောင်သူတို့ဘာလို့သူတို့မအားဒီ ောင်းစေတော့သူတို့ပြည်သူဖက်မလဲနိုင်သေးတယ်လို့ဟိုချိန်ချောက်မှုတွေလည်းမလဲနိုင်သေးဘူး။ဟိုနောက်ပါပလန်ပါပလန်ဆိုတဲ့ဟာတွေလည်းသူတို့မလာနိုင်သေးဘူးပေါ့။အခုလောလောဆယ်သူတို့ပိုင်သူတို့ဟိုခံမှုပါလိုက်။ဥဥပါတိတ်ဝေလိုက်နေအဲ့လိုလေးလုံနေရတော့မှာ။ရာရှုစေုံကြီးကိုပြန်ဖွင့်ထားပေမဲ့စေုံသုံးပစ္စည်းတွေမစုံသေးတဲ့အတွက်ပြင်ပလူနာတွေသာလက်ခံနိုင်သေးပြီးတော့မြို့ကန်အများစုကပုတ်ကလိကစေုံတွေကိုသာအားကိုးနေရတယ်လို့လည်းသိရပါဗျ။အုတ်ချုပ်ရေးပိုင်းမှာတော့ ကိုကန့်တက်ကခန့်အပ်ထားတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေအစားစစ်ကောင်စီခန့်အပ်တဲ့အုပ်ချုပ်ရေးမှုတွေပြန်အစားဝင်ပြီးလုပ်နေတယ်လို့လည်းလာရှိုးမြို့ကန်တချို့ကပြောပြပါဗျ။စစ်ကောင်စီကလာရှိုးကိုပြန်ဝင်လာတဲ့ဆိုပေမဲ့တရုတ်နိုင်ငံဂျာဝင်ညှိပေးထားတဲ့သဘောတူညီချက်အရမြို့ပေါ်ဆက်နက်ရက်ကွက်ကိုပဲထိန်းချုပ်ခွင့်ရှိပြီးတော့လာရှိုးခရိုင်တွေကကြီးပါတွေကိုတော့ကိုကန့်တက်ကဆက်လက်ထိန်းချုပ်ထားပါဗျ။မြို့ပေါ်ရက်ကွက်ခုနှစ်ကမြို့သားတူကသူတို့ရက်ကွက်မှာလာရှိုးမြို့သိမ်းတိုက်ပွဲမဖြစ်ခင်ကအုပ်ချုပ်ခဲ့တဲ့ရက်ကွက်အုပ်ချုပ်ရေးမှုဟာ မြို့ကိုပြောင်းလာပြီးတော့အုပ်ချုပ်ရေးမှူးပြန်လုပ်နေတယ်လို့ဆိုပါတယ်။လာရှိုရက်ကွက်တစ်ဖက်မှာလည်းကိုကဲအုပ်ချုပ်ရေးမှူးလုပ်ခဲ့တဲ့ဦးထွန်းလင်းအောင်ကစစ်ကောင်စီအုပ်ချုပ်ရေးမှူးဦးကျော်စောကိုလွှဲပြောင်းလိုက်ကြောင်းလူမှုကွန်ရက်မှာတွေ့ရပါတယ်။ပြန်ဝင်လာပြီမဲ့အုပ်ချုပ်ရေးပိုင်းနဲ့ဥပဒေစိုးမှုမှုအပိုင်းမှာစစ်ကောင်စီကအာရုံမစိုက်နိုင်သေးပဲလာရှိုမျိုးပါအမှုခင်းနေလူရက်မှုတွေရှိနေသေးပဲလို့လာရှိုမျိုးကံမျိုးသားကပြောပြပါဗျာ။ကျွန်တော်ကဒီမှာဘုံမကောင်းစစ်မှုလုံးချုံဘယ်ဘယ်တော့မှမလုံးချုံ ျော်သေးတော့ရင်စက်ကြီးလည်းမလုပ်ဘူးကျော်တယ်လမ်းလျှောက်လည်းမလုပ်ဘူးဟိုမင်းလည်းမင်းထားလမ်းလျှောက်တော့ကမှဟိုဘယ်လိုလဲကားနဲ့အနောက်ပိုင်းလိုက်လာတယ်အဲ့ဒါအဲ့ဒါကိုသတိဝီးရနေနေယူတာဒါအပြင်စစ်ကောင်စီကတိုက်ပွဲရင်းထိခိုက်ပျက်စီးမှုတွေရှိတဲ့လာရှိုးလေစိတ်ကိုအခုလာထဲမှာပြန်ဖွင့်နိုင်ဖို့ကြိုးစားနေတယ်လို့လည်းဆိုကြပါဗျ။ရှမ်းမြောက်ရဲ့တခုတည်းသောလေစိတ်ဖြစ်တဲ့လာရှိုးလေစိတ်ဟာအရှိမြောက်ပိုင်းနဲ့စစ်ထနာချုပ်ရာမခန့်နဲ့ကဲ့ရဲ့ခြံစည်ရိုးတစ်ခုချားကတည်ရှိပြီးတော့ တဆယ့်29စစ်စင်ရေးစောပိုင်းကာလတွေမှာအဲဒီကနေတဆင်စစ်ကူတွေပေးခဲ့တာပါ။လေရင်ကွေးမှာတော့ကြီးကြီးမားမားမပျက်စီးပေမဲ့လေစိတ်အတွင်းမိုင်းနဲ့အဆောင်အုံတချို့ကိုပြန်ပြင်ဆင်ဖို့လိုသေးတယ်လို့လည်းမြို့ကန်တချို့ကပြောပြပါဗျ။ရှမ်းမြောက်ကနက်ဆန်မြို့မှာစစ်ကောင်စီရဲ့ latest scan တစ်ခုရှိပြီးအခုတော့ last show လေးစိတ်ကိုပါစီရေးအတွက်ပြန်အသုံးပြုနိုင်တော့မှလည်းဖြစ်ပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးစစ်တပ်ကိုပုံကန်စွန့်ခွာလာသူ CDM ဗိုလ်ကြီးစင်ရောကသူ့ရဲ့ထင်မြင်ယူဆချက်ကိုအခုလိုပြောပြပါဗျ တို့ရဲ့လေတန်းကွန်ရက်ကလာရှိုးကျွန်တော်တို့ကြောက်ဖြူအဲဒီလေစိတ်တွေပေါ့နော်ဗမော်ဒီလေစိတ်တွေကိုတင်ပိုက်ထားပေမဲ့လည်းအဲတို့ရဲ့ဒီလေချောင်းတိုက်ခိုက်မှုကွန်ရက်ကတနိုင်ငံလုံးကိုတွန်းချုံထားတဲ့အနေအထားမျိုးကိုတွေ့ရပါတယ်အဲတို့ဒါပေမဲ့စစ်ဖက်ပို့ဆောင်မှုပေါ့နော်စစ်ဖက်ပို့ဆောင်မှုရွှေပြောင်းမှုတွေတော့တို့အတွက်အဲအလင်းမြန်လုံးလို့ရတာပေါ့နော်အလင်းမြန်လုံးလို့ရတဲ့အနေအထားမျိုးလို့ပဲပြောရမှာဖြစ်ပါတယ်ခင်ဗျာ ်ကြီးချင်းတဲ့လူကြီးဖုန်းတော့2024ဇူလိုင်လ3ရက်နေ့မှာအရှိမြောက်ပိုင်းနဲ့စစ်တရာကျုံနဲ့စစ်တပ်တရင်တပ်ဖွဲ့အများအပြားခြေဆိုင်တဲ့လာရှုံမြို့ကို MNDAA နဲ့ပူးပေါင်းတပ်တွေကအပြင်းထန်ထူးဆစ်ဆင်ပြီးတဲ့နောက်ဩဂုတ်လ3ရက်နေ့မှာအပြစ်သက်သိမ်းယူနိုင်ခဲ့ပါတယ်။တရုတ်ရဲ့ဂျာဝင်မှုနဲ့စစ်ကောင်စီနဲ့ကုကန့်တပ်တွေ2025ဇန်နဝါရီလမှာအပြစ်ရဲ့သဘောတူခဲ့ကြပြီးတဲ့နောက်ဇွန်လမှာလာရှုံကနေကုကန့်တပ်တွေထွက်ခွာဖို့မူလကသဘောတူခဲ့ကြပြီးလက်တွေ့မှာတော့ ဧပြီလထဲမှာပဲကုကန်တက်ကဆုတ်ခွာပေးခဲ့ရပါတယ်။အပြစ်ကတ်ဆောင်ကြီးရေးတရုတ်ကိုယ်စားလှယ်အဖွဲ့ကလာရှုမှာပဲဆက်လက်ရှိနေပါတယ်။ကုကန်တက်ရဲ့ဆက်ဆံရေးယုံတစ်ခုလည်းလာရှုမှာရှိနေမယ်လို့ဆိုကြပါပေမဲ့အခြေအနေသိသိကိုတော့မသိရသေးပါဘူးခင်ဗျာ။